ကဲမင်္ဂလာပါညီကိုတို့ရေမင်္ဂလာပါဗျာကဲမင်္ဂလာပါဗျာကိုဘီ page ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဗျာเนาะအဲ့တော့ဒီနေ့ကတော့ Europa Conference League Final ရှိပါတယ် Real Betis နဲ့ Chelsea ပေါ့လीเนาะအဲ့တော့ကံမှာတော့ဒါဒီနေ့ညတနာ yı ခွဲပေါ့เนาะမြန်မာစံတော်ချိန်နဲ့ဆိုရင်တော့တနာ yı ခွဲမှာကံမယ်အဲ့တော့ပိုလန်မှာဒီနေ့ Roglor ဆိုတဲ့ မြို့မှာကံမဲ့အနေထားပေါ့နော်ဆိုတော့ပိုလန်ဆိုတော့ဂျာခွင်းဖြစ်ပါတယ်အဲ့တော့ real badis ကလည်းဒီယာဒီမှာအဲလက်ရှိအနေထားအရာအဖြစ်တော့ခြေစွမ်းကျနေတယ်ဆိုပေမဲ့တရားဒီလုံးနဲ့ခြုံကြည့်ရင်တော့မစိုးတော့မစိုးပါဘူး။တိုးပေမဲ့လည်း real badis အသင်းဟာနောက်ရာသီအတွက်အဆင့်6နဲ့သာသူတို့ Europa League ပဲသွားမယ်အနေထားမျိုးဖြစ်ပါတယ်။နော်အဲ့တော့ဒီနေ့ Conference League နိုင်တဲ့ final အသင်းကလည်း Europa League သွားရမှာ။ဒါပေမဲ့ Chelsea ကဒီယာဒီမှာလက်ရှိအနေထားအရာအဲ real badis တဲ့ဆိုင်တော့ပိုကောင်းတယ်လို့တော့ အဲပြောလို့ရတယ်ပေါ့လေအဲ့တော့ရီယက်ဒီချက်စီအသင်းကတော့ပရီးမီးယားလိမှာသူတို့ဒါချန်ပီယံလိဝင်ဝင်ရရှိသွားတယ်အဲ့တော့ရီယက်ဘက်တစ်ကတော့လက်ရှိအနေအထားအရပြန်ကြည့်ရင်သူတို့လိမှာလည်းနည်းနည်းလေးတော့အကြဘက်ရောက်နေတဲ့အနေအထားပေါ့လေနော်အဲ့တော့လက်ရှိရီယက်ဘက်တစ်မှာတော့လူစုံတက်စုံနဲ့ပြန်လဲပွဲထွက်လာမယ့်အနေအထားလေးမှာရှိပါတယ်နော်အဲ့တော့နှစ်သင်းစလုံးကတော့အကျိတ်နယ်ပဲပေါ့လေနော် conference league ဖလားကတော့ရရင်တော့ယူရမယ့်အနေအထားပေါ့လေနော်အဲ့တော့မင်္ဂလာပါညီကိုတို့ရေဆိုတော့ညီကိုတို့ကဘယ်လိုမျိုး အဲဖြစ်မယ်ထင်လဲပေါ့လေနော်ပြီးရင်တော့ကျွန်တော်ခဏနေရင်တော့ဒါ Man U နဲ့ ASEAN All Star အသင်းရှိပါတယ်နော်အဲဒီထဲမှာမောင်မောင်လွင်လဲပါတယ်ဆိုတော့ဒါကြည်ကောင်းမဲ့အနေထားလေးပါနော်အစတော့အဲ့ဒါအိုက်ပွဲနည်းနည်းလေး live လွှင့်ကြည့်မလို့ပဲပေါ့လေနော်ဒါမဲ့လဲ copyright ကနည်းနည်းလေးရှိတယ်ဗျ Man U ပွဲဆိုတော့လေနော်ဟို friendly ပွဲတွေကတော့ အဲပုံမှန်အားဖြင့်တော့ copyright တော့မညှိပါဘူးเนาะအဲ့တော့အကယ်၍များဟိုဟာဖြစ်ရင်တော့တစ်ချက်စူးစမ်းကြည့်ပါဦးเนาะမင်္ဂလာပါဗျ brother jay မင်္ဂလာပါကိုအောင်မင်းမင်္ဂလာပါဟုတ်ပါဘူးအောင်ကိုမင်းမင်္ဂလာပါအောင်လှမင်္ဂလာပါချိုထွန်းမင်္ဂလာပါ brother ee ဝေယံထွန်းမင်္ဂလာပါ farsi phone မင်္ဂလာပါကြော်စင်မင်္ဂလာပါရဲမင်းမင်္ဂလာပါဇင်ဝိုင်းမင်္ဂလာပါဦးစိုးမြင့်မင်္ဂလာပါရွှေဝင်းမင်္ဂလာပါရဲလင်းအောင်မင်္ဂလာပါဗျကြော်ကြီး spw ပြုံးရွှေ့မင်္ဂလာပါဗျကိုပေါ်မယ်ထင်တယ်ဟုတ်တယ်ကျွန်တော်လဲလေနှလုံးတရာရှုံးအနေထားက chelsea အနေနဲ့က အခုတော့380တောင်ဖြစ်သွားပြီပေါ့လေနော်ဘလို့ပဲဖြစ်ဖြစ်ရီးရဲ့ဘက်ဒက်ဖွင့်ခံမယ်ဆိုတော့အန်တိုနီရောအုပ်စုနယ်ကတေချာပေါက်11တပေါက်တော့သွားနိုင်တယ်ဒါပေမဲ့ချက်စီးကလက်ရှိအနေအထားပြန်ကြည့်ရရင်ကန်ဆယ်သားပြီးပြီးဆော့တဲ့အနေအထားဖြစ်နေတယ်ပေါ့နော်အဲ့တော့လက်ရှိဒီနေ့ဘက်မှာ Morris ကပြန်ပါမယ်ပြီးခဲ့တဲ့ဘက်မှာဒီ Northern Forest အိမ်ခွင်မှာအမှတ်လိုနေတဲ့ပွဲတော်မှာ Northern Forest ကိုချက်စီးက0-1နဲ့နိုင်ခဲ့တာဖြစ်ပါတယ်အဲ့ဒီရှိမှ Man U ကို1-0နဲ့ပွဲပြီးထားတယ်ဆိုတော့နည်းနည်းလေးကန်ဆယ်သားပြီးပြီးကန်နေရဲ့အချက်ကြောင့်နည်းနည်းလေးတော့ အဲ Chelsea ကိုလန့်ရတယ်ပေါ့လေနော်ဒါကြောင့်ဂိုးမပေါ်မှလည်းအနှင်းငယ်လေးစိုးရင်ရပါတယ်ဒါပေမဲ့ကျွန်တော်ထင်တော့ဒီပွဲက qualify ဖလားရမယ်အနေထားက Chelsea ပဲရဖြစ်ဖို့များမယ်ထင်ပါတယ်ဘတ်တစ်ကလက်ရှိ current form အကြဘက်ရောက်နေသလိုရှေ့မှာ Fiorentina နဲ့ဒီအဆင့်မတိုင်ခင်မှာ Conference League မှာနောက်ဆုံးကံငယ်တုံးကလည်းနှစ်ကြော်လုံး Bodin to score ဖြစ်ထားပါတယ်เนาะအိမ်ခွင်းမှာသာသူတို့2-1နဲ့အဲနိုင်ခဲ့ပေမဲ့အဝေးခွင်းမှာသူတို့2-2တေးပွဲနဲ့သာသူတို့ဂျီနက်ခဲ့ရတဲ့အနေအထားဖြစ်ပါတယ်အဲ့ဒီရှေ့မှာလည်းဒီ Jaglonia နဲ့ conference league မှာရှေ့မှာတစ်ခေါက်တွေ့သေးတယ်ပေါ့နော်အဲ့တော့အဲအတုံးကလည်းအိမ်ခွဲမှာတူးစီးနဲ့နိုင်ပေမဲ့အဝေးခွဲမှာ JU Lonia အသင်းကို1-1နဲ့ပဲကန်နိုင်ခဲ့တာဖြစ်ပါတယ်နော်ရှေ့မှာတော့ဒီ Victoria Gomez အသင်းကိုအိမ်ခွဲမှာ2-2နဲ့အဝေးခွဲမှာ4-0ဖြစ်ခဲ့တဲ့အတော့တခြားဘက်ဒီပွဲကလည်း Chelsea ကို goal ပေးရမယ်အနေထားလို့ယူဆပါတယ် Chelsea ကတော့လက်ရှိဒီပွဲမှာတိုင်ခင်မှာဒီဒီ conference league ကိုဒါ Di Jagadan ဆိုတဲ့အသင်းနဲ့တွေ့တယ်နှစ်ကြော်လုံးနိုင်တယ်ပထမကြော်မှာ1-4နဲ့အတီချောင်းလောက်ခဲ့တယ်ဒုတိယကြော်အိမ်ခွဲမှာတော့ဂျင်းတော့မအောင်အောင်မကန်ခဲ့ဘူး1-0နဲ့သူတို့ပွဲပြီးတယ်အဲ့ဒီရှေ့မှာ Liga Warsaw ဝါနဲ့တွေ့ပါတယ်ရှေ့မှာလီယာဝါဆာဝါအိမ်ကွန်းမှာ Z3 နဲ့နိုင်ပြီးတော့ဒါဒုတိယအကြော့မှာအိမ်ကွန်းမှာတော့12နဲ့ Chelsea ကရှုံးနေကြတယ်ပေါ့နော်ဒါကြောင့်အခုလက်ရှိအနေအထားအရမိနစ်90တွင်ဟာအန်နီရဲ့တော့တော်တော်လေးတော့များပါတယ်ဗျာတလုံး90ပေါင်းဆိုတဲ့အနေအထားဟာ Chelsea အရင်ကြီးတော့မပြင်းပင်မဲ့လက်ရှိအနေအထားအရနှစ်သင်းစလုံးခံစစ်ပေါက်နေတဲ့အနေအထားမျိုးမှာတော်လုံး90ပေါင်းရတော့ကျွန်တော် Chelsea ပဲကြိုက်တယ်ဗျာเนาะဒါပေမဲ့ဒီဘက်ကဆော့မယ်ဆိုရင်တော့မအပျော်ပဲဆော့ပါเนาะဟို final PSG နဲ့ Inter ပွဲ Champions League ကြမှာကျွန်တော် share ကြုံးပါမယ်ဒါ Conference League ဖြစ်တဲ့အတွက်လည်းအဲ့လောက်ကြီးအရင်ကြီး တို့ဟိုအင်တိုင်းအားတိုင်းကံပါမလားဘောနော်ဖလားရချင်တော့နှစ်သိန်းစလုံးကတော့ကျုံးရမှာပဲဒါပေမဲ့လက်ရှိ real budget ရဲ့ current fund ရတော့အဆင်မပြေပါဘူးနော်အဲ့တော့လက်ရှိဒါပြန်ပြောရရင်တော့ဒီ real budget အသင်းကနောက်ဆုံး၅ပွဲဆက်ကြီးကြထားတဲ့အချက်လေးသွားတွေ့ရပါပဲကျွန်တော်ကြီးပြီးပြပြပါမယ်နော် Okay ဒီမှာကြီးရရင် real budget ကလက်ရှိ current fund နောက်ဆုံး၅ပွဲဆက်ကြီးကြထားတယ်ဒီအချက်ကြောင့်ဒီနေ့ဘက်မှာ real budget ဟာကြီးအောင်သွားနိုင်တယ်ဆိုတော့ ဟိုမိနစ်90ရင်းမှာဗောနော်ဒါကြောင့်အဲ body G ကလည်းနည်းနည်းလေးအဲရွေးရခတ်နေတဲ့အနေအထားဖြစ်ပါတယ် Chelsea ကတော့လက်ရှိအနေအထားမှာနောက်ဆုံး9ပွဲမှာတပွဲပဲရှုံးလာတယ် Newcastle အသင်းကို2-0နဲ့ရှုံးလာတာဖြစ်ပါတယ်အဝေးဝင်တောက်လျှောက်ပြန်ကြည့်ရရင်လည်း Chelsea အနေနဲ့ကဂိုးမသွင်းနိုင်တဲ့ပွဲကကတ်ရှားရရဲ့ဗောနော် Nottingham Forest ပွဲမှာဒါ Z1 တကြခဲ့တယ်မှာ1-4-1ကို1-2နဲ့နိုင်ခဲ့တဲ့ပုံရဒီဘက်ကဟိုရွေးမယ်ဆိုရင်တော့မှကျွန်တော် Chelsea ဘက်ပဲအားတာတဲ့အနေအထားပေါ့လေဘတ်တစ်ကအိမ်ကွင်းမှာဒီရသည်ကောင်းလာတော့မှန်ပါတယ်ဒါပေမဲ့အဝေးကွင်းမှာ Tikolo အသင်းကို4-1နဲ့ကန်လာတဲ့အချက်မကြိုက်ဘူး Rio Vallecano ကို2-0 ူးတူးနဲ့ကန်ထားတဲ့အချက်ဖီယိုရတီနာကို2-1နဲ့ကန်ထားတဲ့အချက်ကြောင့်နေမယ်ဆိုရင်တော့မှဟို goal ပေါ့ goal အောက်မှာ goal ပေါ်လေးကပို့တော့တာမယ်ထင်ပါတယ်။သုံးလုံး80ဘောင်းအရာပေါ့လीနော်။ဒါကြောင့်ဒီဘက်ကကျွန်တော်ဇုံပေါ်လေးတော့အားတာတယ်။ Chelsea ကြိုက်တယ် Chelsea goal ပေါ်လေးပါပါလေးကြိုက်ပါတယ်နော်။ဒါပဲဒါပါပဲဒီနေ့ကတော့ပွဲကတော့ဒီတပွဲပဲရွေးစရာရှိတဲ့အနေထားပေါ့လေ။ဂျန်နာက Man U ပွဲကတော့နော်ဟိုဘယ်လိုပြောရမလဲ friendly ပွဲခြေစမ်းပွဲချစ်ကြည်ပွဲဖြစ်တဲ့အတော့ ဒါမလေးရှားမှာလာကန်တာဖြစ်ပါတယ်เนาะဆိုတော့ခဏနေတော့ကန်တော့မယ်အဲ့တော့လက်ရှိဂျီက United အနေနဲ့က3လုံးကို20ပေါင်း20ပေါင်းဖြစ်သွားပြီเนาะစောစောကကျွန်တော်ကြည့်နေတော့3လုံးကို80ပေါင်းလားမသိဘူးเนาะခဏလေးကျွန်တော် show လောက်မယ်ဘယ်လိုဖြစ်သွားလဲပေါ့เนาะဆိုတော့ United ကတော့အခုလက်ရှိ line up တော့ထွက်ပြီးတင်ပါတယ်เนาะဘယ်လိုဖြစ်ကုန်လဲအကုန်လုံး Unana တို့ပါဟိုဝင်ဝင်ကျုံးမယ်တင်ပါတယ်เนาะလက်ရှိဂျီကိုကြည့်ရတာเนาะအဲ့တော့လက်ရှိကတော့မကွာရပါမယ်ဗျာเนาะ Ugari ပါမယ် ဆိုတော့ဒါတော့ပါမယ် Bruno Fernandez ပါမယ်ဆိုတော့ Kobe Mainu ပါမယ် Evans ပါမယ်ဆိုတော့အကုန်လုံးတော့ပါတယ်ဗျာနော်ခဏလေးပါညနေကျွန်တော်ရှိုးလာဟုတ်တယ် Onana ပါတယ်ဗျာနော် White Line နဲ့ပွဲထွက်လာတယ်ဗျာနော် Casemiro ပါတယ်ဗျာအဲ့တော့ Heaven နဲ့ထွက်လာတယ်တဲ့နော်ဆိုတော့လက်ရှိအနေအထားအရကတော့ခြေစမ်းပွဲဆိုပေမဲ့လေကျွန်တော်ဟိုလက်ရှိအနေအထားအရ၃လုံး၅၃လုံးတည်ရဆိုတဲ့ G အရကျွန်တော်ဒီ ASEAN All Star အသင်းကိုလည်းကူပေးသွင်းမယ်ထင်ပါတယ်เนาะ Onana အနေနဲ့ခွင့်ပြုလာတယ်ဒါပေမဲ့6လုံးကြီးအထီအောင်မှာ ရောက်ပါမလားဗောနော United အနေနဲ့ဒါပေမဲ့ J ရနေမယ်ဆိုတော့ကျွန်တော် ASEAN All Star ကြိုက်တယ်ဂိုးပေါ်နေတဲ့မှာဒါကဒီဒီကျွန်တော် experience အရာပေါ့လीเนาะဒီခြေစမ်းပွဲတွေစပြီးဖြစ်တဲ့အတွက် United ကဘလိုပဲဖြစ်ဖြစ်တော့ဟိုဖလားဟိုဖလားတွေတောင်မရတာဗျာဒီဒီမှာအဲ့လောက်ကြီးတော့ကံမှာမဟုတ်ပါဘူးเนาะအဲ့တော့လက်ရှိ J ကိုကြည့်ရရင်တော့၃လုံး40ပေါင်းဆိုတဲ့အနေအထားအရာ၄လုံးပြတ်မှစားရမယ်အနေအထားမျိုးမှာမလေးရှားကွင်းလာပြီး United ကအဲ့လောက်ကြီးကျုံးမယ်တော့ကျွန်တော်မထင်ဘူးရတော့ဒီဘက်က ASEAN All Star အနေနဲ့လည်းကျွန်တော်ထင်တော့နှလုံးလောက်တော့ပေးသွင်းမယ်ထင်ပါတယ်เนาะ2 3လောက်နဲ့ အဲ United ဖလားရသွားမယ်လို့ယူဆပါတယ်เนาะဒါရာသီအစ်စ်ဖလားပေါ့ဗျာเนาะ United ကတော့ဖလားရတော့မယ်ဒီနေ့เนาะအဲ့တော့မင်္ဂလာ brother တို့ကဘလို့ထင်ကြလဲဗျာเนาะ brother ရန်မင်းမင်္ဂလာပါရွှေဝင်းမင်္ဂလာပါဇင်ဝိုင်းမင်္ဂလာပါဗျာရန်မင်းမင်္ဂလာပါ Anthony ကြောက်တယ်ဗျာတဲ့ Chelsea fan မှာဟုတ်တယ် brother ကြီး Anthony ကဒီနေ့ birthday မှာ share ကျုံးပါပါเนาะ Inter Miami ပွဲလေးပြောပြပါ Inter Miami ပွဲလေးရှိရလားဟလား အဲအင်တာမိုင်မီကျွန်တော်ချက်ကြည့်ပေးပါမယ်နော်ခဏလေးပါအင်တာမိုင်မီရဲ့ခြေစွမ်းတော်တော်ကျနေတယ်ဗျရလက်တွေလည်းတော်တော်လေးဆိုးနေပါတယ်နော်အဲ့ဒါကြောင့်ကျွန်တော်အဲ့လီမကြည့်တာကြာပါပြီအဲ့လက်ရှိကတော့အင်တာမိုင်မီကိုကျွန်တော်ကြည့်ပေးရရင်တလုံး90ရှုံးပေးထားပါတယ်တလုံး90ရှုံးပေးထားပါတယ်ပထမအကြော့ဒီနှစ်သင်းကနောက်ဆုံးထိတဲ့သူဆိုမလို့ပထမကြော့တော့မဟုတ်ဒီမွန်ဒီရဲ့အင်ခွင့်မှာနောက်ဆုံးဒါ12ရက်5လတုန်းက အဝေးဝမ်းမှာအင်တာမိုင်မီကတလုံး90ပေါင်ပေးခဲ့ပါတယ်23ဆိုတဲ့ရလက်နဲ့အနိုင်ရခဲ့တယ်ဂျီအောင်ခဲ့ပါတယ်ဒါကြောင့်ဒီနေ့မှာတကယ်တမ်းပေးတဲ့ဂျီကတလုံး90ရုံပေးရမှာဖြစ်ပြီးတော့ပေးတဲ့ဂျီအတိုင်းပဲပေးထားတာဖြစ်ပါတယ်ပြီးခဲ့တဲ့ရာသီမှာအင်တာမိုင်အင်တာမိုင်မီအိမ်ကမှလည်းပဲတရာရှုံးပေးတယ်23နဲ့မွန်ဒီရဲ့အသင်းကဒီအဝေးဝမ်းရနဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်ဆိုတော့လက်ရှိအနေအထားအရကတော့ဂျီကတော့ပြင်းတယ်လို့ပြောလို့ရပါတယ်အင်တာမိုင်မီရဲ့လက်ရှိအနေအထားအရတော်တော်လေးခြေစွမ်းကျနေနောက်ဆုံး၈ပွဲမှာ တပွဲပဲ New York Red Bull အသင်းကို4-1နဲ့နိုင်တာဖြစ်ပါတယ်။ခန်းစစ်တော်တော်လေးကိုဆိုးရွားနေပါတယ်။တိုက်စစ်ကတော့အလုပ်ဖြစ်နေသေးပဲပေါ့။အဲ့တော့လက်ရှိကတော့အမှတ်ကရမှတ်ကဗိုလ်ကြီး3မှတ်ကတော့တော်တော်လေးလုံနေတဲ့အနေအထားမျိုးဖြစ်ပါတယ်။နော်။အဲ့တော့တစ်ဖက်ကအသင်းကတော့လက်ရှိအနေအထားရဲ့ Montreal အသင်းကတော့အဝေးဝင်းနည်းနည်းလေးအဲ ဟိုကန်ဆယ်အသားပေးပြီးကန်တယ်ဂိုးအောက်တဲ့လက္ခဏာတွေတော့ရှိခဲ့တယ်ဗောလေဆိုတော့ဒီထဲမှာကြည့်ရမှာ Columbus Crew ဒီဟာဒီမှာလက်ရှိပေးထားတာအမြင်ဆုံးပဲတလုံးတည်ရေးပေးထားတဲ့2-1နဲ့အောင်ခဲ့တဲ့အနေအထားမှာဒီဘွဲကဒီ Inter Miami သုံးမှတ်တော့တေချာပေါ့ရမယ်လို့တော့ယူဆတယ်ဒါပေမဲ့ဂျေးအရာအပြည့်လုံး90ရှုံးဆိုတဲ့အနေအထားမှာတလုံး90ရှုံးကတော့ကျွန်တော်ထင်တော့ Montreal ဒီဘွဲမှာလည်း6ရအောင်ပဲတင်ပါတယ်နေမယ်ဆိုတော့ကျွန်တော်6ဘော်ပဲကြိုက်တယ်ဗျာနော် Inter Miami 6ဘော်လီပဲပါပါလီပဲကြိုက်ပါတယ်နော်โอเคပါအဲ့တော့ဂျန်နာကကျွန်တော်ဘာရှိအောင်မလဲဆိုတော့ ကျန်တာကကျွန်တော်တို့ Leipzig နဲ့ Santos တဲ့နော်ရှိတယ်တလုံး40ပေါင်းသုံးလုံးကိုတည်ပေးတာထားလိုက်ပါတော့ဗျာဒီပွဲတွေကအလန့်ဝေးပါတယ် Santos ကတော့လက်ရှိအနေထားအရကတော့တလုံး40ပေါင်းမှာသုံးလုံးတည်ကြီးဆိုကြဲက Santos ပဲနေရမယ့်အနေထားပါနော် Brazil Club ဖြစ်ပါတယ်ဆိုတော့လက်ရှိကတော့ခြေစမ်းပွဲဖြစ်တဲ့အတွက်ဂျားကွင်းမှာပဲကံမယ်ထင်ပါတယ်နော် Santos Brazil အိမ်ကွင်းလာပါလားမသိဘူးလက်ရှိကတော့ Leipzig ကတော့သူတို့ Simon Xavi Simon လည်းထွက်မယ် ။နောက်ဘယ်ဘဲလည်းမသိထွက်အောင်ပါဘောနော်။အဲ့တော့လက်ရှိ live set ကတော့ဇလုံး40ပေါင်းကျွန်တော်တို့ Santos ပဲကြိုက်တယ်ဗျာနော်။ Santos body လေးတော့မဆိုးပါဘူး။ဆိုတော့ January ကတော့မရှိပါဘူးနော်။အော်ဘွာရှိမယ်နော်။ Norway club ရှိမယ်။ Norway club ကကျွန်တော် Bodoglin နဲ့ Viking ရှိမယ်။လုံး90ရှုံ၊လေးလုံး90ပေါင်းပေးထားပါတယ်။ဒီနှစ်သိန်းကပြီးခဲ့တဲ့၈လပိုင်းပြီးခဲ့တဲ့ဒီဟာဒီမှာနောက်နောက်24 ဒါဆယ်ဆယ်ရက်နေမှာကန်ငယ်တုန်းကဒီ Viking အိမ်ကမှဒီ Brooklyn Away ကနေလည်းပဲ50ရှုံးပေးရပါတယ်ပထမအကြော်တုန်းကတော့အဲ့ရာဒီမှာတလုံး100ရှုံးပြီးပေးပြီး1စီးနဲ့2ကြော်လုံးပြီးခဲ့တဲ့ရာဒီမှာ Brooklyn ကကြေးရှုံးထားပါတယ်အဲ့တော့လက်ရှိအနေထားအရာကတော့လုံး50ရှုံးဆိုတာဟာ Brooklyn အနေနဲ့အရင်ကြီးပြင်းသောကြီးမျိုးတော့မဟုတ်ပါဘူးဒါပေမဲ့ပြီးခဲ့တဲ့ပွဲမှာ Rosenborg အသင်းကို4စီးနဲ့တော့နိုင်လာတယ်ဒါပေမဲ့အရှိမတောက်လျှောက်က ရှုံရှုံပွဲလေးတွေဂျုံရတယ်ဗောဗိုင်ကင်ကလက်ရှိရလက်ပိုင်းတော်တော်လေးတည်ငြိမ်နေတယ်လို့ပြောလို့ရပါတယ်ဆိုတော့လူမျိုးနေသားမှာလုံ90ရှုံမှာဒါ3လုံး100ရှုံဂိုးပေါင်းကြီးရကျွန်တော်ဂိုးပေါ်ပဲကြိုက်တယ်ဗျာနော်ဘိုဒိုကလင့်ဂိုးပေါ်လေးမဆိုးပါဘူးနော်โอเคကဲဒါဆိုတော့ကျွန်တော်တို့ဒီနေ့သုံးသက်ချက်လေးတော့ပြီးပါပြီကျွန်တော် United ပွဲလေးတော့နည်းနည်းလေးဟိုဗာ highlight ပါညာရရင်တော့ကျွန်တော်တို့တစ်ချက်နော် Facebook မှာတစ်ချက်လောက်တင်ပြီးပါအဲ့တော့ဒါ Wine Smart မှာစောင့်နေတဲ့ညီကလေးကလည်းကိုဘီရဲ့ promo code ဖြစ်တဲ့ GB777 ကိုအသုံးပြုတော့လေ100% bonus ရရနိုင်ပါတယ်အသေးသေးသိရှိလိုပါက Wine Smart မြန်မာ Facebook page နဲ့တို့ရဲ့ application သို့မဟုတ် website link ရဲ့ customer service call လေးကိုနှိပ်ပြီးတော့လည်းဆက်လေးနိုင်သိလို့ရတယ်မေးမြန်းလို့ရပါတယ်ဆိုတော့ဒီနေ့ဒါကြီးစုပေး brother တွေ share ပေး brother တွေ comment ပေး brother တွေတယောက်ချင်းတိကျအောင်ကျေးဇူးများကြီးတင်ပါတယ်ဗျမင်္ဂလာစီသုံးညလေးဖြစ်ပါစေဗျ good luck ပါဗျ